ပေါ်ယဟန်မင်းသစ်လီယိုဆလေးရဲ့တင်မြှောက်ပွဲမှာဂါဇာနဲ့မြန်မာနိုင်ငံအတွက်ဆူတောင်းပေးခဲ့သလိုယူကရိန်းမှာတရားမျှတပြီးအတွန့်ရှည်တဲ့ငြိမ်းချမ်းရေးရရှိပါစေကြောင်းလည်းဆူတောင်းပေးခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်ပွဲတွေကြောင့်အပြစ်မဲ့တဲ့လူငယ်တွေအသက်ဆုံးရှုံးနေရပါတယ်လို့ပေါ်ယဟန်မင်းကြီးရဲ့တရားမှာထည့်သွင်းဟောကြားခဲ့ပါတယ်။မေလ18ရက်နေ့ကစိန့်ပီတာယင်ပြမှာအခမ်းအနားကျင်းပခဲ့ပြီးယဟန်မင်းအဆောင်အယောင်တွေဖြစ်တဲ့တင်္ဂါတဲ့လက်စွပ်နဲ့ပါလီယံလို့ခေါ်တဲ့တိုးချီဆလွယ်ကိုဆင်ရင်ပေးခဲ့ပါတယ်။ 268ဆက်မြောက်ပုံရဟမင်းဖြစ်လာတဲ့လီယိုဆလေးဟာကျောင်းတော်တွင်ညီညွတ်ရေးကိုဦးစားပေးပြောကြားခဲ့ပြီးဘာသာရေးဝါဒဖြန့်တာအာဏာကစားပွဲတွေအတွက်နေရာမရှိစေရဘူးလို့တရိပ်ပေးခဲ့ပါတယ်။ဒါပြင်ကဘာတလွားကစစ်ပွဲတွေနဲ့ပတ်သက်ပြီးလဲဆူတောင်းပေးခဲ့ပါသေးတယ်။ကဘာတည်ရန်ဇာတာတွေကိုအမျက်ထုတ်ပြီးအစင်းရဲဆုံးလူတွေကိုခြံလှပ်ထားတဲ့စီးပွားရေးစနစ်ကိုလည်းရဟမင်းကဝေဖန်ခဲ့ပါတယ်။တင်မြောက်ပွဲမစတင်မီမှာလီယိုဟာပော်ပီမိုဘိုင်းလို့ခေါ်တဲ့ရဟမင်းစီးတော်ရင်နဲ့ပရိသတ်ကိုလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။ အခမ်းအနားကိုအမေရိကန်ဒုသမ္မတဂျေရီဗန့်ယူကရိန်းသမ္မတဖိုလိုဒီမာဇလန်စကီအပါအဝင်ကမ္ဘာ့ခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ပါတယ်